အလုံးမဲမင်္ဂလာပါဒီဘက်ကျမတို့မတ်လ15ရက်နေ့ဥတော်နေ့အာယဝိတနာတရင်ကောင်းစင်ကတော့တခင်ပြားရဲ့နှုတ်ပတ်တော်သူလောင်းနေတယ်။ပြည်သာတိပုတ်တင်ပြတဲ့သူကတော့ Olivia ဆိုရက်အာမိခင်တူပဲဖြစ်တယ်။ဒီခွာတမဆိုလို့ရှင်မြောက်ပိုင်းအာရှာဒီဝီဆန်နေနဲ့ဒီတောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ဆမ်မြော့သာသနာလှုပ်ရှားမှုတင်နန်းကြောင့်မဆိုလို့ရှင်တာနာပြူစီယာတင်နန်းတစ်ခုအစ်စ်ကိုပေါ့နော်ဖွင့်လှစ်ပေးဖို့အတွက်အသုံးပြုသွားမှာဖြစ်တယ်။ ဆိုရဲအတွက်ကြောင့်เนาะဒီကလေးတွေကိုပေါ့နော်တာနာပြုတင်တန်းတာနာပြုဆရာတွေဖြစ်လာဖို့အတွက်အဓိကလေ့ကျင့်သင်ကြားပေးဖို့ရာဖြစ်တယ်။ဒီလိုကလေးတွေကိုလေ့ကျင့်လေ့ကျင့်သင်သင်ကြားပေးမယ်ဆိုလို့ရှိရင်เนาะအာတောင်ကိုရီးယားမိခင်တူဦးဖြစ်တဲ့အိုလီဗီယာနေနဲ့သူဘယ်လိုမြင်တယ်လဲဆိုအိမ်ကနေစတင်တယ်လို့သူကမြင် ပြောတယ်။သူ့အနေနဲ့သူ့သားကိုပေါ့နော်စတင်ပြီးတော့သူ့သားစတင်ပြီးစကားပြောတဲ့အခါမှာဆိုရှင်သူ့သားကိုသူလက်ချင်းတင်ကြပေးခဲ့တယ်။ဖြစ်မှန်ကတော့ Olivia ကသူ့ကလေးရဲ့နှလုံးသားထဲမှာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုခံခိုင်မှမှဆက်တိဆောက်ထားခဲ့တဲ့အကြောင်းပဲဖြစ်တယ်။ဒါဝိကအသက်16လရှိတဲ့အခါမှာဆိုလို့ရှင်သူ့အမေကဒီစာအုပ်သေးသေးလေးတွေပေါ့နော်ဖတ်ပြတယ်။ အာစောက်တိုင်းမှာဆိုလို့ရှိရင်အာပုံယိုးယိုးလေးတွေနဲ့ဒီတမကျန်းစာတွေကသတင်းစကားတွေပါဝင်ခဲ့တယ်ပထမစာအုပ်မှာဆိုလို့ရှိရင်တော့ဆလံခန်းကြီး1ဒုတိယစာအုပ်ကတော့အာမတ်တင်ငါငယ်3ကနေ7နဲ့တတိယကတော့ယိုဟန်ဆလင်းငယ်1ကနေ4နက်စတုတ်ထမှာတော့အာတိကောခန်းကြီး73တော့ပါဝင်တယ်သူအမေက ဂျာဝင်မင်းနဲ့နိုးလာပြီဆိုလို့ရှိရင်ဒီစာအုပ်လေးတွေဖတ်ပြတယ်ညမအေးအောင်ခင်လည်းဖတ်ပြတယ်မိခင်မှာဆိုလို့ရှိရင်အချိန်အိုင်အားပြုပေါ့နော်ဖတ်ပြခဲ့တဲ့အခါမှာဆိုလို့ရှိရင်တလအတွင်းမှာပဲဒီစကားစပြောတက်တဲ့ဂျာဝင်လေးရာဆိုလို့ရှိရင်ဒီစာအုပ်လေးအုပ်စလုံးကိုသူကအလွတ်ယူနိုင်ခဲ့တယ်အခုချိန်မှာဆိုလို့ရှိရင်တော့ဂျာဝင်ကတည်းက9နှစ်ရှိပြီကြမ်းချက်ပေါင်း350နဲ့400ကျားနော်ကြမ်းချက်တွေကသူအလွတ်ယူနိုင်ခဲ့ဒါပါကြောင့်လဲနော်โอลิเวียอเมริกามาสโลชินเนี่ยตู้เยี่ยวขมาจอกผิดเด้สุบิ่รตะจั๊วซาเปลี่ยนผิดแก่เด้ ူရောက်မှမှာမွေးစားကလေးလေးယောက်ရှိတယ်အဲ့ဒီကလေးကိုရေးတက်ဖတ်တောင်တင်တဲ့ခါမှာတဲ့အာသူရဲ့ယောက်ခမကဒီကြမ်းချက်တွေကိုအလွတ်ရွတ်ချင်းအဖြစ်တင် जा ပေးခဲ့တဲ့ခါမှာတော့ Olivia အနေနဲ့ဒီကလေးတွေရဲ့နှလုံးသားမှာပေါ့နော်ဒီတမချမ်းစာကဘလို့ပြောင်းလဲပေးတာလဲဆိုတာသူကိုယ်တိုင်ကိုကြာတွေ့မြင်ခဲ့ရတဲ့ခါကြတော့နော်သူ့ကိုလည်းနှက်ဆိုင်စာထိတွေ့တဲ့ခါကြလို့ရှိရင်သူဘာပြောလဲဆိုတော့ဒီနေ့ငါကလေးရရှိမယ်ဆိုလို့ရှိရင်ပေါ့နော်ငါကလေးတွေကိုလည်းငါဒီလိုတင်ပေးမယ်ဆိုပြီးတော့ အာရှင်ရတဲ့ကြပါတော့ဒီစောက်တီလေးတွေကိုသူ့ရဲ့ကလေးလေးစီမှာသူဖတ်ပြချပေးခဲ့တယ်ပေးခဲ့ခြင်းဖြစ်တယ်။နော်ဒါဝိတ်ကိုအိုလီဗီယာကစောက်လေးဖတ်ပြတဲ့ခါမှာဆိုလို့ရှိရင်နော်ဒါအာဒါဝိတ်ရဲ့မျက်လုံးလေးဒါလည်းဒီရုပ်ပုံလေးကိုကြည့်တာပေါ့နော်။နားတော့သူ့အမိပြောတာကိုနားထောင်နေတယ်နော်။ဆိုတော့ဒီလိုနဲ့တလကြပြီးတဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ဒါဝိတ်ကလေးကဆိုလို့ရှိရင်ဒီစောက်လေးအုပ်စလုံးကိုသူအလွတ်ရွတ်နိုင်ခဲ့တယ်။ ကျွန်တော်သူ့အမေကပုံတစ်ခုပြပြီဆိုလို့ရှိရင်အဲ့ဒီပုံအာစာမျက်နှာမှာရှိတဲ့အစာလုံးလေးကိုသူတာကအလွတ်ပြန်ယူပြန်နိုင်ခဲ့တာခါမှာဆိုလို့ရှိရင်သူ့အမေကအရင်နဲ့လည်းအော်အော်ဖြစ်တဲ့ဝမ်းသာအားရလည်းဖြစ်တယ်နော်သူ့အမေကဆိုလို့ရှိရင်ဆာလန်ကူဆိုလို့ရှိရင်ဆာလန်121ဦးပြာကျန်း6ငယ်လေးလေးကနေကိုတော့ထမရကျန်း20မှာပါတဲ့အာဒီပညတ် တော်ဆေပါเนาะတယောက်ရကျန်28နှစ်မှာပါတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့အမင်္ဂလာကျင့်ချင်းတွေကိုเนาะအမနက်ပိုင်းမှာဆိုလို့ရှိရင်မိနစ်30နဲ့30ကြာညနေပိုင်းမှာဆိုလို့ရှိရင်လည်းမိနစ်30နဲ့30ကြာဖတ်ပြတယ်နေ့ကင်းနေ့မှာဆိုလို့ရှိရင်လည်းအားရင်အားသလိုပေါ့เนาะဒါဝိတ်ကိုဖတ်ပြတဲ့အခါမှာဆိုလို့ရှိရင်เนาะဒါဝိတ်ကလေးကဒီစာအုပ်လေးအုပ်စလုံးကိုလည်းအလူရွတ်နိုင်သွားခဲ့တယ်เนาะဒါဝိတ်နဲ့သူ့ရဲ့အမေတို့ရဲ့အသက်တာနေ့စဉ်သက်တာဆိုလို့ရှိရင်ဒီကြမ်းချက်ကလေးတွေပေါ်မှာပဲအတိတ်ကအားထားပြီးတော့သူတို့ မိခိုနေခဲ့ရတယ်เนาะဒီချိန်မှာဆိုလို့ရှိရင်တော့အာကျောင်းပါပေါ့เนาะကျောင်းဆရာမကအလတ်ချိန်မှာဆိုလို့ရှိရင်အာဒီကတ်တုန်းတစ်စီကားလေးတွေပြတဲ့အခါမှာပေါ့เนาะဒီဒါဝိဒါဝိကလေးကတော့တရက်ပေါ့เนาะသူကြောက်ပြီးတော့သူ့အမေရဲ့ညဘက်မှာပေါ့เนาะသူ့အမေရဲ့ခန်းမှာပြေးလာပေါ့အမေရဲ့ကျွန်တော်ကြောက်တယ်ဆိုပြီးတော့ပြောတယ်သူ့အမေကဘာလို့ကြောက်ရတာလဲเนาะပြန်မေးတဲ့အခါမှာဒီနေ့ကျွန်တော်ကြည့်တဲ့ကတ်တုန်းဗီဒီယိုကားကြောင့်ပါလို့ အာကားကိုကျွန်တော်တတိယလိုကြောက်တယ်ဆိုပဲသူအမေကိုသူပြန်ပြောခဲ့တယ်သူအမေကလည်းတခင်ဖျားကသားနဲ့တူရှိတယ်သားမကြောက်နဲ့နော်တခင်ဖျားကသားကိုကာကွယ်ပေးလိမ့်မယ်စောင့်ထိန်လိမ့်မယ်နော်ကောင်းကင်တမန်တွေကိုဆေလွတ်ပြီးတော့သားကိုကာကွယ်ပေးနေတယ်နော်ကဲတို့ဆန္ဒတရား21ကိုယူအတူကယူဆိုကြရအောင်ဆိုပြီးတော့ပြောပြတော့နော်သူတို့သားမင်းနေရဆိုဆန္ဒတရား21အငယ်1နဲ့ပေါ့နော်ငါ့ကိုမဆတ်ချင်းကြောင်းပြီးပေါ့ထရရတော့တောင်းတုံးကမြောက်ကြည့်အဲ့ဒါကိုသူတို့အတူယူဆိုခဲ့တယ်နော် ဒီလိုနဲ့တစ်ချိန်ပါပေါ့နော်အဖြစ်ပြက်တစ်ခုဖြစ်ခဲ့တယ်ဒါဝိကလေးကဆိုလို့ရှိရင်အသက်၄နှစ်ပဲရှိတယ်အချိန်မှဆိုလို့ရှိရင်သူတို့ညနေပိုင်း အာကိုပြကိုကမူပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်เนาะခလေးကတော့ညအဲ့ရဝင်ရမယ့်ချိန်ရောက်ပြီမျက်နှာတက်เนาะအဝတ်စားလဲသွားတိုက်ပြီးတော့အဲ့ရဝင်ရမယ့်ချိန်မှာเนาะဒါဝိတ်ကလေးကမအိတ်ချင်းပြေးဘူးเนาะအခက်တမှာဟိုဟိုတီတီပြေးနေတယ်เนาะသူ့အမေကလည်းအဲ့ဒီတနေ့လုံးတော့အလုံးလုံးပကန်းစင်းเนาะအဝတ်လမ်းပြီးတော့6လအရွယ်သူ့ရဲ့ခလေးကိုလည်းထိန်းရတဲ့ခါမှာဆိုအလက်အရန်လုံးများပြီးတော့เนาะပြီးမခံနိုင်အာဘယ်လိုပြောမလဲ စကတိကအောင်ဖြစ်ပြီးစိတ်ဆိုးပြီးတော့เนาะဒါဝိတ်ကလေးရောเนาะဘာလို့ဒီလိုလုပ်နေရတာလဲเนาะငါပြောသလိုလုပ်စမ်းနေလုပ်ရရှိရည်သွားလုပ်ပါလားဆိုအတန်ကြီးကြီးမမာနဲ့ပြောလိုက်တဲ့အခါမှာတော့ကလေးကတော့နာသူ့အမေကိုနားမလည်နိုင်အောင်ဖြစ်သွားခဲ့တယ်ဘာလို့လဲဆိုသူ့အမေကသူ့ဒီလိုမျိုးစကားဖန်ကြီးကြီးနဲ့တခါမှမပြောခဲ့ဘူးเนาะအမှသူ့ဒါဝိတ်ကလေးကသူ့အမေကိုသူမော့ကြည့်တယ်သူ့သူ့အမေကလည်းเนาะဟို ပြန်ပြီးတော့တတိယလာပြီးတော့သူ့တာကိုစိတ်မကောင်းစွာနဲ့ငုံကြည့်ရတော့ဒီလိုနဲ့သူတို့နှစ်ယောက်မတည့်ရပြီးတော့နေသက်နေတဲ့အချိန်မှာပေါ့နော်သူ့ရဲ့မြေစိတ်ထဲကနေပြီးတော့နော်အတစ်ကောအခန်းကြီး73ကရုပ်ခဏပေါ်လာပြီးတော့နော်ငါတိလူပါတာစကားကို၎င်းကောင်းရင်ပါတာကောင်းရင်မပါတာစကားကို၎င်းအောင်နော်အဲ့ဟာသူတတိယပြီးတော့သူ့သူ့ရဲ့စိတ်မှာသူယူနေတယ်ပေါ့အဲ့မှာတော့သူ့ရဲ့ကလေးကိုသူကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လေနော်သူ့ရဲ့သားကလည်းအဲ့ဒီအာတစ်ကောခန်းကြီး73ကို အလွတ်ရွတ်နေတာကိုသူမြင်တွေ့လိုက်ရတဲ့ခါမှာတော့သူတသူ့တာကိုသူပြန်ပြုံးပြလိုက်တယ်เนาะအဲ့ဒီမှာသူ့ရဲ့ဒါတဝေးကလေးကလည်းသူ့ကိုပြန်ပြုံးပြတယ်เนาะပြီးတော့သူဖတ်ရမ်းပြီးတော့เนาะသူ့အမေကပြောလဲဆိုတော့เนาะအတမမာနဲ့ပေါ့เนาะအတန်ချစ်ချင်းနဲ့တာကိုပြောခဲ့မိတဲ့အတွက်เนาะအမေဝမ်းနေပါတယ်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောခဲ့တယ်เนาะဒီလိုနဲ့သူတို့နှစ်ယောက်ကဆိုလို့ရှိရင်ပို့ပြန်လဲပြီးတော့တင့်မြတ်ပြီးတော့ဝမ်းသာစွာနဲ့ပေါ့เนาะပြုံးပြောရှင်းကြတဲ့ပေးဖွဲ့ချက် ပွေဖတ်ကြပြီးတော့မနော်အမအဒါဝိလီယာဆိုလို့ရှိရင်လည်းသူရဲ့အင်ဂျီတွေလည်းမျက်နှာတိတော့တိုက်ပြီးတော့အိယာပြန်ဝင်ခဲ့တယ်နော်အခုချိန်မှာဆိုလို့ရှိရင်တော့ဒါဝိကလီယာဆိုကြမ်းချက်တွေကိုအလို့ရွရတာကိုနှစ်သက်တယ်နော်ပြီးတော့သူစီမှာအသက်၃နှစ်ရှိတဲ့ဒီညီမလေးအပီကဲအပီကဲလာဆိုလို့ရှိရင်လည်းဒီသူပထမဆုံးဖတ်တဲ့ဒီစာအုပ်လေးအုပ်ကိုအလို့ရွတ်တက်နေပြီနော်သူကအားလုံးဒီလိုအလို့လက်ရွ တဲ့အခါမှာဆိုလို့ရှိရင်သူအမေ Olivia Kim ကလည်းအလူရွတ်တက်သွားတဲ့နော်ဘာလို့လဲဆိုတော့သူကလေးတွေကိုတင်ပေးနေသူလည်းအလူလျောက်အာရွတ်တက်လာခြင်းဖြစ်တဲ့ Olivia ပါပြောလဲဆိုတော့ကျမမျောလင်းတာကတဲ့အခုချိန်မှာကျမတို့အလူရွတ်နေတဲ့ကြမ်းချက်တွေကိုတနေ့ကြရင်တော့နော်တခင်ဖျားရဲ့နိုင်ငံတော်အတွက်နော်ဒီကလေးတွေနဲ့ဒီကလေးတွေဒါနော် တာနာပြုစရာတွေဖြစ်လာမယ်ဆိုလို့ရှိရင်တော့ကျမကလေးတွေရဲ့နှုတ်ကနေတော့ရဲဝံစာနဲ့လူတိရှင်ကြပါတော့အလူရွတ်ဆူသွားမှာကျင်ညာသွားမှာဖြစ်ပါတယ်ဆိုပြီးတော့သူကဝန်သားအယာနဲ့ပြောပြခဲ့တယ်နော်အိုလီဗီယာနဲ့သူကလေးတွေရဲ့နှလုံးသားထဲမှာတခင်ပြရဲ့နှုတ်ကပတ်တော်ကိုတည်ထားဖို့အတွက်ပေါ့နော်သူတို့ရှာဖွေနေတယ်သူတို့အတွက်လည်းဆူတောင်းပေးကြပါပြီးတော့ဒီအိမ်ကနေပြီးတော့နော်အဟိုစိတ်အားထက်သန်တဲ့တာနာပြုစရာတွေမွေးထုတ်နိုင်ဖို့ ပို့အတွက်လည်းဆူတောင်းပေးကြပါဒီတစ်ပတ်73ပတ်အလူရောငွေအလူရောငွေအာဥပုတ်တော်နေအလူရောငွေတချို့ပေါ့နော်တောင်ကိုရီးယားနိုင်ငံဆံမြတ်တသနာအာလှုပ်ရှားမှုတင်နန်းမှာဖွင့်လှစ်မဲ့ဒီတာနာပြုဆရာဌာနအတွက်အတုံးပြတော့မှာဖြစ်တဲ့အဲဒီဌာနအတွက်လေကျေးဇူးပြု၍ဆုတောင်းပေးကြပါမတ်လ29ရက်နေ့ဥပဒေတော်နေ့မှာတင်လို့ရရစွာထဝင်သားကြမဲ့အလူငယ်အတွက်ဖြာခင်တိုင်ရမြပြစွာကောင်းချီးပေးပါစေအာမင်